မ္ဘာအကောင်းဆုံးကစားသမားတွေဖြစ်လာမယ်ဆိုရင်ရော်နယ်ဒိုညွှန်းဆိုခဲ့တဲ့ကစားသမား၅ဦးအခုပဲရောက်သွားပြီလေ။ပြည်သူများလုံးပဲမိန်ပါဗျာ။ရွှေရောအိုင်ဘက်ခွန်ရှိကိုအေးချမ်းကနေပြန်လဲကြိုးရလိုက်ပါရင်။ လောကနေ့ဆယ်နှစ်2015ခုနှစ်တုန်းကစိန်ကြီးခရစ်စတီယာရိုနယ်ဒိုဟာဒီကစားမငါးဦးကိုသူ့စိတ်ကြိုက်ရွေးယူပြီးကမ္ဘာအကောင်ဆုံးကစားသမားတွေဖြစ်လာလိမ့်မယ်လို့ညွှန်ဆိုခဲ့ပူပါတယ်။အဲဒီချိန်တုန်းကစိန်ကြီးဟာထိပ်သီးဖြစ်နေပြီးရီယယ်မက်ထရီနဲ့အတူဆန်ဂျင်တင်ချန်ပီယံလိဆုပလာကိုစုဖို့ကဘော်လုံးဒီယောဆုကိုလည်းဇက်တိုက်ဆိုလို့ရနေချိန်မှာစိန်ကြီးရွေးချယ်ခဲ့တဲ့ထိပ်သီးဖြစ်လာမယ်ဆိုတဲ့ကစားမငါးဦးကတော့ဟာဇက်အနေမှာပေါ့ပါဒီပေးနဲ့အိုဒီဂတ်တို့ပဲဖြစ်ပါတယ်။ 2015ခုနှစ်တုန်းကဟာဆက်အနေမှာပေါ်ပါလို့ဆိုတာကဘာအကောင်းဆုံးစားမတွေပြင်ကိုစီမှတ်ချောက်တင်ထားနိုင်ကစားအချိန်မှာဒါကြောင့်စင်ကြီးကဒီကစားမတွေကိုအနာဂတ်မှာအကုန်တင်ဖြစ်လာလိမ့်မယ်လို့ညွှန်းဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုရင်စင်ကြီးပြောသလိုလက်ရှိမှာဒီကစားမတွေဖြစ်လာသလားဘယ်အခြေအနေကိုရောက်သွားပြီလဲကြည့်လိုက်ရအောင်ပါ။စင်နေဆိုတာလူတယောက်ကိုလုံလုံချီပြောင်းလဲပြဖို့လုံလောက်တဲ့အချိန်ပမာဏပဲဖြစ်ပါတယ်။နံပါတ်1အီဒီဟာဆက်ဘိုက်ပူလာလို့ဘိုက်ကလေးဆိုရင်ဘောလုံးပရိသတ်တွေရဲ့နောက်ပြောင်ခြင်းကိုခံခဲ့ရသူဟာဆာ2015ခုနှစ်တုန်းက စလင်းပေါ်လီလေးနဲ့ပလန်ပလန်ထားတောက်ပနေကြတာပါသူ့ကိုလူတိုင်းခါလဲရော်နယ်ဒိုမက်ဆီတို့လိုဖြစ်လာလိမ့်မယ်လို့ထင်မှတ်ခဲ့ကြတာဖြစ်ပါရင်ဒါပေမဲ့လက်တွေ့မှာတော့ဟာဇက်ဟာမက်ဆီရော်နယ်ဒိုတို့ထက်တောင်ကစားမပွားကနေအရင်နားယူလိုက်ရပါတယ်ဟာဇက်ဟာချဲစီတင်းနဲ့အတူပရီးမီးယားလိမ့်မှာအထူးအောင်မြင်ခဲ့ပြီးတားမရစီးမရဖြစ်ခဲ့ရပါပါသူကတာဝါဆိုရင်လူချပြစ်မှရတဲ့အထီကိုမှွေနိုင်နှောက်နိုင်လွန်ခဲ့တာပါ။ဂျန်စီနဲ့တို့ယောဘာလေးပရီးမီးယားလိတို့ကိုရရှိခဲ့ပြီးတဲ့နောက်2018ခုနှစ်မှာတော့ရော်နယ်ဒိုရဲ့နေရာကိုဆက်ခံဖို့အတွက်ဟာဆက်တယောက်ရီယယ်မက်ထရီအသင်းစီပြောင်းရွှေ့သွားခဲ့ပါရင် ရီယယ်မန်ထရီမှာတော့ဟာဇက်ရဲ့ခြေစွမ်းဟာလည်းယူပြစ်လိုက်တယ်လို့ပြောဆိုသွားခဲ့ပြီးဒန်ယာပဒနာရီနဲ့သာလုံးလင်ချလေလိုက်နေခဲ့တာပါအဲနောက်2023ခုနှစ်မှာရီယယ်မန်ထရီကသူ့ကိုစာချုပ်တသိန်းဖြတ်တန်းခဲ့ပြီးသူကလည်းအသင်းသစ်မရှာဘဲမန်ထရီကစားသမားဘွားကနေအနိုင်ယူသွားခဲ့တာဖြစ်ပါရင်အနိုင်ယူချိန်မှာဟာဇက်ကအသက်30နှစ်နဲ့ပဲရှိသေးတာကြောင့်ငယ်သေးတယ်လို့ပြောရမှာပါနံပါတ်1ပေါ့ပါ ပွားပါပါဖြစ်သွားတာလေဗေနီဆန်လုံးပါတယ်2015ခုနှစ်တုန်းကပွားပါဆိုတာအင်မတန်သဘောကျစရာကောင်းတဲ့ခြေစွမ်းနဲ့စကေးကိုပိုင်ဆိုင်ထားတာပါဖျော်ရည်မှုအပြည့်ရှိတဲ့ကစားဟန်ကိုပေးစွမ်းနိုင်ခဲ့ပြီးဂျပန်နဲ့အတူ CDA ချန်ပီယံဆုကိုအချိန်ညင်ရခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့2016ခုနှစ်မှာတော့ United အသင်းဟာပွားပါကိုကလပ်စံချိန်တင်ပြောင်းရွှေ့ချေပေါင်89သန်းနဲ့ခေါ်ယူသွားခဲ့ပါတယ် ဒီတိုင်းကျမှာတော့ပေါ့ပါထဲသလောက်မောင်မင်ခင်ပဲရေရိုပါလိပဲရခဲ့ပါတယ်2022ခုနှစ်မှာတော့စာချုပ်တည်တဲ့ဆက်မတိုးပဲပေါ့ပါဟောအသင်းအောင်ဂျူမနက်စီပြန်ပြောင်းခဲ့ပါတယ်2018မှာတော့ပြင်းထန်လေးစဉ်နဲ့အတူကဘာလာရခဲ့သေးတာကြောင့်ပေါ့ပါအတွက်ကစားမပွားအောင်မင်းဆုံးဆိုပလာဖြစ်ခဲ့မှာပေါ့အီလီမီကိုပြန်ရောက်ချိန်မှာတော့ပေါ့ပါဟောဒန်ယာကြောင့်အပွဲကိုကောင်းကောင်းမကစားရပဲဒါမင်းစီတုံချင်းကြောင့်ဘောလုံးကစားခြင်းကလည်း၄နှစ်ပိတ်ပင်ခံလိုက်ရပါတယ်ရေကန်ဝင်အောင်မင်းခဲ့တာကြောင့်လက်ရှိမှာဘောလုံးပြန်ကစားနိုင်ပြီဆိုပေမဲ့လည်းအသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်နေမှာ နေမဟာဘောလုံးသမိုင်းမှာနှမျောစရာအကောင်းဆုံးကျယ်ပွင့်ပါပဲတကယ်ဆိုရင်နေမဟာမန်စီရိုနယ်ဒိုတို့အဆင့်တန်းကိုရောက်ခဲ့တဲ့နောက်မှာဒါပေမဲ့ဘောလုံးဒီယောင်းတော့တစ်ချိန်တစ်ခါမှမရခဲ့ပဲအဆင့်၃နဲ့ဂျင်းနဲ့ခဲ့ရပါတယ်တရားပဒနာကနေမကိုနှိပ်စက်ခဲ့တာဖြစ်ပြီးနောက်ပိုင်းနှစ်တွေမှာဘောလုံးကန်တာထက်နားနေရတာကပိုများနေတာဖြစ်ပါတယ်နေမရဲ့ကစားမဘွားကမအောင်မြင်ခဲ့တာမျိုးမဟုတ်ပေမဲ့ခုထက်ပိုပြီးအောင်မြင်ခဲ့တဲ့နောက်မှာဘောလုံးဒီယောင်းမှာစုမှာနှစ်တတိယနှစ်ချိန်ရတယ် ချန်ပီယံလိလာလီဂါလီဂူဝမ်ချန်ပီယံဖြစ်ထားတယ်။တောင်အမေရိကချန်ပီယံလိမှာလည်းချန်ပီယံဖြစ်မှုတယ်။ဘရာဇီးနဲ့ကိုပါအမေရိကရတယ်။ပီလီကိုကြောပြပြီးဘရာဇီးလည်းရွေးစဉ်သမားရဲ့အတွင်းကိုအများဆုံးကစားသမားဖြစ်တယ်။ဒီကွန်ဘိုတွေနဲ့နေမကျင်းနေလိုက်ပါပြီ။ဘရာဇီးရဲ့အတွက်89ကိုအတွင်းဥထားတဲ့နေမဟာလက်ရှိမှာဒဏ်ရာပဒနာတွေကြောင့်ထပ်မံအနာယူနေရပြန်တာဖြစ်ပါရင်ဒီပေတစ်ချိန်ကဒီပေဟာနေမစကေးရိုနယ်ဒိုဘော်ဒီဆိုပြီးတော့နာမည်ကြီးလိုက်ပါသေးတယ်။ PSV မှာရှယ်ချန်ခဲ့ပြီးဂိုးတွေတိုင်းတိုင်းအတွင်းဥကနယ်သာလန်ချန်ပီယံဖြစ်ခဲ့တာပါ။ အဲ့နောက်မှာတော့ United FC ကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းသူလည်းဒီမာရီယာလို့ကျွန်တော်ကခုနေချိန်စာမိသွားသလားမသိခြေစောပြနိုင်ပဲအသင်းပြောင်းပြေးလိုက်ရပါတယ်။လိုင်ယွန်အသင်းမှာကစားခဲ့သေးပြီးဘာစီလိုနာနဲ့ချန်ပီယံဖြစ်ခဲ့ပါသေးတယ်။ဒီပေးဟာထိတန်းဆင်းစီတော့ပြန်လဲတန်လန်းနိုင်ခြင်းမရှိတော့ဘူးဖြစ်ပါတယ်။မာတင်အော်ဒီကက်အော်ဒီကက်ဟာဆယ်ကျော်သက်အရွယ်2015ခုနှစ်တည်းကရီယယ်မက်ထရီအသင်းစီရောက်ခဲ့သူပါ။သူ့ရဲ့ခြေသွမ်းခြေစားကို ရီယယ်မက်ထရစ်ကတရီထားမိသွားခဲ့တာဖြစ်ပါတယ်သူဟာအသက်16နှစ်အရွယ်ကလေးကရီယယ်မက်ထရစ်နဲ့နော်ဝေလေရေးစင်အသင်းသမိုင်းမှာအသံငယ်ဆုံးပွဲထွက်ခွင့်ရတဲ့ကစားသမားဖြစ်ဆန်းကျင်တင်နိုင်ခဲ့ပါတယ်ရီယယ်မက်ထရစ်မှာတိုလင်ခရိုလူကာမိုရီတိုကြောင့်နေရာမရာပဲနဲ့အိုလီဂက်ဟာ2000 22ခုနှစ်မှာတော့အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့ပါတယ်အချိန်တော်တွင်မှာအသင်းကောင်းဆောင်ဖြစ်ခဲ့တာပါ။အော်ရီကဟာလက်ရှိအာဆင်နယ်ကိုထိတ်တန့်သိမ်းဖြစ်အောင်ကူညီပေးထားနိုင်သူဖြစ်ပါတယ်။ဒီကစားသမားတွေကတော့ဂိုကြီးရိုနယ်ဒို2015ခုနှစ်တုန်းကညှင်းခဲ့တဲ့ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာမဲ့သူတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဗီဒီယိုလေးကဒီလောက်ပါပဲ။ နောက်နေ့မှာလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ